ဆိုတော့ခေါင်းစဉ်လေးတွေကဖတ်နေရင်လည်းတော်တော်အထိပ်ပဲရှိရေပေါ့နော်ဆိုတော့ဒီတပတ်အတွက်အဲသုံးခုဖတ်ဖို့အဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ဒီခေါင်းစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဥစ္စာဖက်ကိုလိုက်ရရှာသည်ဆိုတော့ခေါင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့အဲ့ဒါကရောဘလို့အထိပ်ပဲဆောင်မလဲဆိုတာကိုနားဆင်ကြည့်လိုက်ရအောင်ပါကျွန်တော်ဒီကဗျာလေးတစ်ပုဒ်ကိုဖတ်မိပြီးဘဝင်မကျတယ်လို့ဖြစ်တော်သည် ကျွန်တော်ယင်းနှစ်ချစ်ခင်သောကဗျာဆရာကြီးကဗျာဖြစ်နေခြင်းကြောင့်လဲထို့သို့ဘဝင်မကျနိုင်ခြင်းဖြစ်ဟန်ရပါသည် အဖေသူတမအေးတဲ့မွေးတားချင်းတွေတောင်အမဲတစီစိတ်ကွင်းမဆက်ရင်လမ်းတွဲရောက်မှလဲပင်းဖတ်တဲ့လက်တွေတရွဲ့၆လိုကျွေးတာစမ်းလို့လားအသီးကြီးကြီးခုနိုင်မှမျက်နာကြီးကြီးမှလာတာတတ်တဲ့ခေမြေလဲနောက်ပြန်စီးခြင်းစီမဲလေလဲပြောင်းပြန်တိုက်ခြင်းတိုက်မဲဆိုပြီးသားလက်တွေလဲ၆နိုင်တာပဲအိုးစားဘက်တွေစားအိုးကွဲမှတော့ဘာလဲပဲလဲမမင်းနဲ့ ဆရာမောင်ခိုင်မရေးသွားတဲ့ဘာတော်ဂရတ်တို့ကဗျာတပုတ်သေးကလို့အဆွေတသိန်းနဲ့ကိုယ်ကွင်းချင်းအမှုပညာဆိုတာလွတ်လပ်မှုကိုလွတ်လပ်စွာကွင်းတန်ရင်ဘယ်သချင်းဆိုဆို ပက်ပေတို့ကို ပေတို့ကိုကဗျာတပုတ်ဤခွဲစည်းပုံစကလုံးရွေးချယ်မှုကို ဝေဖန်ရန်မရှိပါကျွန်တော်တို့ဤမိတ်ဆွေကြီးမြေလက်မောင်မြင့်သူသည်မြန်မာကန်တော်ဝင်ကဗျာကို အသေးချာဖြတ်တန်းခဲ့သူဖြစ်ပါသည် ကဗျာကိုခြုံွေပြပြအောင်လိုရာရောက်အောင်တင့်လျော်ရောက်ပတ်သောဆက်လုံးအင်အားအလင်ကအစည်းယုံတို့ဖြင့်ကောင်းစွာဖွဲ့ဆိုနိုင်သည်ကိုအထူးပြောဖို့မလိုပါကျွန်တော်ယခုပြောလိုသည်မှာကဗျာ၏အဘိဓမ္မာတို့မဟုတ်ကဗျာဆရာ၏ဆိုလိုရင်းဖြစ်ပါသည် တမအေးတဲမွေးလာတဲ့ညီအကိုတွေတော့ကွဲကြပြဲကြသေးတာကြီးမပေါင်းတဲ့သူတွေကွဲတာဆိုပြီးတော့လက်တွေခြောက်သွေသွားတာအိုးစားဘက်တွေအိုးစားကွဲသွားတာဘာမှမထူးဆန်းပါဘူးကွာဟု ဆိုရရောက်ပါသည်ကွဲကြပြဲကြတော့ကောဘာဖြစ်သေးလဲကွာဟုဆိုရရောက်ပါသည်ပေတို့ဘူကိုထိတ်လိုက်ပုံကဝမ်းမနေသည့်အပြင်ဂယုစိုက်စရာလားဝမ်းမြောက်နေသလားဟုပင်ထင်စရာရှိပါသည်ကြပြားစရာဤမာနကိုလှစ်ခနဲမြင်လိုက်ရပါသည် ူကပြာမှာဦးစားဘတ်တီစားဦးကွဲမာတော်ဟုရေးခဲ့ပါသည်။ကပြာတပုတ်၌ဦးစားကို စားဦးဟုလှုပ်လိုက်ခြင်းမှာလှကောင်းလှနိုင်ပါသည်။သို့သောဦးစားကွဲခြင်းနှင့်စားဦးကွဲခြင်း၌အနက်ရိပဲခြားနားမှုရှိပါသည်။ဦးစားကွဲခြင်းမှာမိပြတ်သွားသည့်တဘောတက်ရောက်ပြီးစားဦးကွဲခြင်းမှာထမင်းလုတ်ကိုပုတ်ချခံရသည့်တဘောတက်ရောက်နိုင်သည်ဟုတွေးမိပါသည်။ ကဗျာဆရာသည်ပို၍ပြင်းထန်သော အနက်ကိုလိုသည်ဖြင့်အိုးစားကိုစားအိုးလုပ်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်စေကမူကျွန်တော်ကားတော့ဖြင့်ထိုတို့တမင်ဖွဲ့လိုက်ခြင်းဖြစ်သည်ဟုမယူဆလိုပါမယူဆနိုင်ပါစစ်စစ်ကဗျာဆရာသည်ထိုသဘောအထိရည်ရွယ်ပုံမရပါ သူကချစ်တတ်သူခင်တွယ်တတ်သူဖြစ်ပါသည်တင်္ခါရຫນွယ်သောကဗျာများစွာကို သူရေးခဲ့ပူပါသည် သင်္ခါရကဗျာဆရာဖြစ်ပါသည်ယခုတော့အဘယ်အကြောင်းကြောင့်ဒီကဗျာရေးပြလိုက်သည်ကိုကျွန်တော်တကယ်မသိတော့ပါတဦးနဲ့တဦးအသေးအကြီးတက်ဖြစ်နေခဲ့ကြသူများပဲလက်ဆွဲနှုတ်သက်နှုတ်ဆက်ဖို့ကြိုးပမ်းနေကြသည့်ခေတ်ကြီးတဲ့တွင်ချစ်တော်ကဗျာဆရာဤကဗျာတပုတ်ကကျွန်တော်ကိုညင်ညူးသွားစေခဲ့သည်မှာအမှန်ပဲဖြစ်ပါသည်ကဗျာဆရာကျင်းလဲကျက်စားသည်မှာ စာပေဝန်းကျင်ဖြစ်ပါသည်အမှုပညာနယ်ဖြစ်ပါသည်စာပေအမှုပညာရဝန်း၌ကျင်လည်သူတို့သည်တမန်အားဖြင့်နူးညံ့သိမ်မွေ့သောဉာဏ်အခမ်းနှင့်နှလုံးသားရှိတတ်ပါသည်အယူအဆမတူကြလျင်ဖြစ်စေယုံကြည်မှုအတွေးမြင်ဆန့်ကျင်ကွဲပြားလျင်ဖြစ်စေငင်းကုန်ထက်ကြပါသည်ငါကအမှန်သူကအမှားအငင်းပွားသည့်အခါများတွင်ပြင်းထန်တတ်ပါသည်တို့တော်တအိုးကတအိုးကိုစားအိုးခွဲပြစ်လိုက်သည့်အထိအညိုတိမကြီးဟုထင်ပါသည် ဘဝရက်တည်မှုကို ထိခိုက်အောင်မလုပ်ကြဟုထင်ပါသည်။စာပေအမှုပညာနယ်သည်ထို့အချက်ကြောင့်နေပြောဝင်ရှိနေသေးခြင်းဖြစ်ပါသည် ဟုကျွန်တော်ထင်ပါသည်။ကဗျာဆရာမငွေတာရည်သည်33နှစ်ငယ်နှုတော်အရွယ်တွင်ကွယ်လွန်ခဲ့ပါသည်။ဆရာမကွယ်လွန်ခြင်းကကျွန်တော်လူမမဲ့အရွယ်ပင်ရှိပါသေးသည်တို့တော်ဆရာမကိုကျွန်တော်ကောင်းစွာသိပါသည်တာတိမီတို့ကိုကျွန်တော်သိပါသည်သူရဲကောင်း၃ယောက်ကိုကျွန်တော်သိပါသည်အီမီတိုင်ကိုကျွန်တော်သိပါသည် သူ့မြေမှာဖြူပြပွင့်ရင်ဖြင့်ငါမြေမှာနေဝါတင့်ရမပေါ်ခွေကျွန်တော်တို့အကျင့်ဖန်များစွာရွတ်ဆိုခဲ့ဖူးပါသည်တင်ငယ်ချိုးချံကြရသောငယ်ဘဝမှာအာတစ်တွေဝေခဲ့ရပါသည်ဒတိုင်းမှဒတိုင်းတို့ညှိကိုတီတိုင်းစီမီတိုင်းကလေး၏ဝန်လက်တောက်ပမှုတို့ရော့ပါမသွားခဲ့ပါကလားဟုအတိဝင်ခဲ့ဖူးပါသည်သူရဲကောင်း၃ယောက်စီကတတိခွန်အားတွေကိုဝိညာဉ်ပူ၍ ညှိကူရယူခဲ့ဘူးပါသည်တချိန်တစ်ခါမျှမတွေ့မမြင်ခဲ့ဘူးပါတော့ကဗျာဆရာမငွေတာရည်သည်ဟိုးရခင်ကလေးကပင်ကျွန်တော်တို့ရင်ထဲမှာခက်ခဲနာနာဝေစာဖူးဖွင့်ခဲ့ပါသည်တို့တော့ဆရာမခမားတူချစ်တော်ကဘာသူခင်တွေ့တော်မြင်၌နှစ်ကာလများစွာရှင်တန်နေထိုင်ဖို့ရာအခွင့်မရခဲ့ရှာပါတူချစ်တော်ခင်တွေ့မြင်လို့တော်သူများကိုစောစွာ ခွဲခွာတွားခဲ့ရရှာပါသည်ဘဝလမ်းဝယ်တည်ကျွမ်းခင်ပင် တွေ့မြင်ဆုံးစည်းရင်းနှီးချစ်ချင်းတွားမိလက်တွဲတူတူပဲလျင်စိတ်แท้ရည်စူးကျွန်တော်ဒီဆရာမ၏ဘဝ꿰ဝဲကြပြလေးကိုအတန်ထွက်၍ရွတ်ဆူကြည်နေမိပါသည်ဘဝ꿰ဝဲပျော်မွေ့ကြည်သာတွားလီယာကနှစ်ဖြာလန်းခွဲရောက်မလွဲသည့်တူလဲဟိုစီတက်ဦးချီ၍ဒီစီငါလန်းဆက်၍မြန်းတော်စိတ်ဝမ်းကြည်ခွဲတကူတဲလျင်လှိုက်လဲပူတွေ့ချုံမမြည်သည် အခွေဘဝစီမာသည်တုံးနဲ့တူစုံစည်းခဲ့ကြပြီးနောက်ချစ်ခင်ကြည့်ဘူးလက်တွဲမြည်ဟုရည်စူးခဲ့စီကမူလဲတနေ့တော့အခါကွဲကွာရလိုက်အောင်မြည်ဖို့ဆရာမသည်စောစွာကပင် စင်ကျင်ခဲ့မိဟန်တူပါသည်ထိုကဗျာလေးကိုရေးခဲစဉ်ကနုပြိုရှုံးလက်နေစေဖြစ်သည့်ဆရာမငွေတားရည်ဤအသက်နှင့်အရွယ်ကိုရည်ရုံမှန်းစားကြည့်မိပါသည်ဆရာမင်းယူဝင်နှင့်အိုးအိမ်ထူစဉ်က ကောင်းစိုးတိုင်ပင် မှုစီရင်၍ချစ်ခင်နှီးရင်ပေါင်းသင်းဆက်ဆံပျော်ဖို့ဖန်ခဲ့သည့်ချုံမြတ်တယ်လွန်တော်ခန်းဝါတိုက်မြုံကလေးကိုညီယောင်ပြီးကျွန်တော်ရင်ထဲခုံနှွေးနေမိပါသည်ပျော်မွေ့ကြည်သာတွားလီရာကပင် ခွဲခါရသည့်နေများရောက်လာ အုံးမိအချိန်ကို တွေးမိခဲ့ဟန်တူပါသည် ခြေဦးချင်းကလေးကုံဆုံးလွန်မြောက်သွားသည့်နေ့ရက်များအတွက်အထီးကျန်ခံစားမှု၌ဆီယမဝေဒာရီသည်စိတ်ကြည်စိတ်ဝမ်းမကြီးဖြစ်မိခဲ့ဟန်တူပါသည်နှလုံးအိမ်သည်မချူမြင်နိုင်တော့ဟန်တူပါသည်သို့ဖြစ်သည်ကြောင့်ချစ်ကြည်မြလေးဆွေအထွေးငယ်မဝေးလာသည့်ဘဝတူတူလမ်းတခု၌လျှက်လျူခဏတွေ့ကြရခိုက်မြတ်တာမတိုင်း ပြန်သူစိုက်စုတက်နိုင်သည်မြချစ်ကြပါစုဘဝလန်းတာတိုတောင်းစွာကိုတာယာတမှုငါတို့ပြုစုညစ်ကြုံမတဲ့စိတ်ဖြူစဉ်ဖြင့်များရှင်လူသူငါတို့ကိုစုကြီးမွေ့စရာပဲဖြစ်ပါသည်စံပြသောပစ္စလက်ဆန်သောစကလုံးများနှင့် ပြစ်ပေါက်ကစားခြင်းမပြုပါဘဲလျက်ကြပြကလေးမှချစ်စရာကောင်းနေခဲ့ပါသည် ကြီးနုရှင်ပြစရာကောင်းနေခဲ့ပါသည်မေတ္တာဓာတ်တွေပြန်သင်းမွေးမြနေခဲ့ပါသည်ခဏပဲတွေ့ရတာချစ်လိုက်ကြစမ်းမှာပွေရို့ဟုဖွက်ဖွက်ညင်သာပြောနေသလိုထင်မိပါသည်ဘဝလန်တာတူတောင်းစွာကိုတာယာတမှုငါတို့ပြုစုညဉ့်ညူမတင်စိတ်ဖြူစဉ်ဖြင့်များရှင်လူသူငါတို့ကုစုတဲ့ ။ဒါပြဆရာကသူ၏ဘဝကျင်ပတ်တဦးတည်းကိုသာရည်ရွယ်ခဲ့ခြင်းဖြစ်ပုံမရပါ။ဘဝခရီးသွားအချင်းချင်းလောကရန်လိုင်းလီကျော၌ပျော်မောကူးခတ်ဖို့ရာဤလောကမြေမဟီတို့လူသားအဖြစ်ရောက်ရှိ၍ရေဆက်ဆောင်ကြသူအချင်းချင်းညဉ့်ညင်းစပွဲကြုံခဲ့လင်လေညဉ့်ညင်းချင်းကိုမေ့ဖြောက်လျက်ညဉ့်ညူးစပွဲကြုံခဲ့လင်လေခွင့်လွတ်သိခံလျက်ကြည်ပြူသောစိတ်နှလုံးဖြင့်ခီးဆက်ကြပါအောင်စို့ဟုပြောခဲ့သည်ထင်ပါသည် ဘဝဆိုတာတူတူကလေးပါခยีပေါ်တွေမဟုတ်လားကွယ်ဟုဖြုံးပြလိုက်သည်ထင်ပါသည်စာဖတ်သူမိတ်ဆွေကြပြာကလေးနှစ်ပုဒ်ကိုကျွန်တော်ခံစားမိတယ်လို့ပြန်ပြောပြခဲ့ပါသည်တဦးကရင်းနှီးချစ်ခင်တော်သူတဦးကတစ်ချိန်တစ်ခါမျှမတွေ့မြင်မစုံစည်းခဲ့ပေါ်မစုံစည်းခဲ့ဘူးတော်သူ ကဗျာဆရာနှစ်ဦးစလုံးသည်သင်္ခါရနှင့်ဘဝအာမံကိုဖွဲ့ဆိုရ၌တူညီပါသည်သူတို့ဖြတ်တန်းခဲ့သည့်ကာလတရားနောက်ခံမတူစေကမူသူတို့ရွေးချယ်ဖွဲ့ဆိုခဲ့သည့်အကြောင်းအရာမှာတိတိသာသာခြားနားခြင်းမရှိဟုထင်မိပါသည်ချစ်သူခင်သူအတူတကွမှု့လျော်ပေါင်းဖက်သူတို့၏ခွဲခွာခြင်း၊ကွဲကွာခြင်းအကြောင်းကိုဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါသည်သို့သောချစ်ခင်သူတို့နှင့်ကွဲကွာခြင်း၌တနည်းဆိုသောချစ်ခင်သူတို့နှင့်အိုးစားခွဲခြင်း၌ ချက်ကနေပေါ်လာသည့်အာယုန်ခွဲဆောင်မှုကိုစုပ်ဖမ်း၍တုံ့ပြန်ရာတွင်မူ꿰ပြခဲ့ပါသည်ချားနာခဲ့ပါသည်တဦးကဒေါသသို့မဟုတ်မာနစိတ်အခံဖြင့်တုံ့ပြန်ခဲ့ပြီးတဦးကမေတ္တာသို့မဟုတ်ချစ်ခင်မှုစိတ်အခံဖြင့်တုံ့ပြန်ခဲ့သည်ဟုထင်ပါသည်ကြပြားဤအသက်ထက်မှာအပူနှင့်အရေးကဲ့သို့꿰ပြချားနာခဲ့သည်ဟုဆိုခြင်းပါသည်ဘယ်တင်းကပို၍ကောင်းမွန်တင့်လျော်ပါသည်ဟုကျွန်တော်မပြောလိုပါ ထို့သို့ပြောဖို့ရာကျွန်တော်တွင် အခွင့်မရှိပါ။ကြပြဖတ်သူသည်အပူနှင့်အေးကြိုက်ရာရွေ၍ခံစားသုံးဆောင်ရန်အခွင့်ရရှိသူဖြစ်ပါသည်။ကျွန်တော်တို့ဆိုင်ရည်သူများသည်ရိုက်ခတ်မှုတစ်ခုခု၌ထိလွယ်ရှလွယ်ဖြစ်တတ်ပါသည်။ဖြက်ကနေပေါ်လာသည့်အာယုံခံစားမှုကိုရုတ်တရက်ဆုပ်ဖမ်း၍အနုပညာပစ္စည်းတည်းရဲ့ဖန်တီးမိလိုက်သည်မျိုးရှိတတ်ပါသည်။ ရင်းအာယုခံစားမှုမှာဒေါသမာနတခုခုဖြစ်နိုင်ပါသည်။နာကျင်မှုခြေကွဲမှုပူဆွေးမှုဝမ်းနည်းမှုတဏှာခੁနာချစ်မြတ်တာစိတ်တို့လည်းဖြစ်နိုင်ပါသည်။ရုတ်တရက်ပေါ်လာသည့်အာယုခံစားမှုကို အနုပညာတရအဖြစ်ထုစစ်ဖန်တီးသည့်အခါလှနေတတ်ပါသည်ကြွနေတတ်ပါသည် တခါတရံဒေါသနဲ့လောင်ကျွမ်း၏တောက်ပနေတတ်ပါသည်တခါတရံမေတ္တာကိန်၍ငြိမ်းအေးကြည်မြနေတတ်ပါသည်ဒေါသနဲ့မေတ္တာခံစားမှုနှင့်စင်ကြင်မှုမြေတိအရာကပို၍လပ်ပါသော အနုပညာပစ္စည်းဖြစ်လာနိုင်သည်ဆိုခြင်းမှာပြောဖို့ခတ်ပါသည်မြေတိအရာကိုဖွဲ့ဆိုမိဆိုခြင်းမှာဖန်တီးတိဆောက်သူ၏ရွေးချယ်မှုဖြစ်ပါသည်မြေတို့သောခေအခြေအနေတွင်မြေတို့သောအနုပညာပစ္စည်းကို ဖန်တီးတိဆောက်သင့်ဤဆိုဒီကုန်မူဘဝစာမျက်နှာများစွာ၌ကျွန်တော်တို့ကလျှံလို့ရှာဖွေကြည့်ရမည်ထင်ပါသည်။ဥစားဘက်ကိုလိုက်၍ရှာသလိုရှာဖွေကြည့်ရအောင်မည်ထင်ပါသည်။၂၀19ဇူလိုင်ငွေတိုင်ရီမဂ္ဂဇင်းမှာပါရှိခဲ့တဲ့စောင်းပါလေးဖြစ်ပါတယ်။ဆိုဒီထဲကပေးတဲ့ကြပြဆရာနှစ်ယောက်ရဲ့ကြပြကကျွန်တော်တို့ကျွန်တော်တို့စီမှာနှစ်ခုလုံးဖြစ်နိုင်တယ်ဗောနော်။တစ်ခုကအာ တမအီတန်းမွေးညီကိုမောင်နှမတွေတော့ဟိုစိတ်ဝမ်းကွဲကြသေးတာဒီပြင်ပဒစိမ့်နဲ့ကွဲတာမဆမ်းပါဘူးဟိုဆိုပြီးမှခရုမဆိုင်တဲ့ပုံစံမျိုးတစ်ခါတလေလဲကျွန်တော်တို့အဲ့ဒီ feeling နဲ့အရှင်းသန်နေထိုင်ခဲ့မိပါတယ်နောက်တစ်ခုကကျတော့လေဟိုငိမ့်အေးတဲ့ခံစားမှုတွေပေါ့နော်အခီးတွားအတူတူချင်းပဲအတူတူရိုင်းပင်းပြီးတော့တွားကြရအောင်ဆိုတဲ့မြစ်တာစိတ်ကလေးနဲ့ဖြစ်ခဲ့တာလည်းရှိပါတယ်ဆိုတော့ ဒါကြောင့်မလို့အမှုပညာခန်းစားမှုတိုင်းမှာဘယ်သူဟာကပိုကောင်းပါတယ်ဘယ်သူဟာကပိုမကောင်းဘူးဆိုတာမရှိပါဘူးပေါ့နော်မရှိနိုင်ဘာကြောင့်လဲဆိုတော့တို့ပြောတဲ့ခန်းစားမှုအလုံးကျွန်တော်တို့စီမှာရှိနေပါတယ်ကျွန်တော်တို့ခန်းစားရတဲ့အရာအလုံးကိုလည်းတို့ခန်းစားပြီးတော့ပေါ်ထုတ်ပေးနိုင်ပါတယ်ဆိုတော့အမှုပညာတိုင်းမှာဘာကြောင့်စံတန်မှုမြင့်တက်ရလဲများရတယ်လဲဆိုရင်အမြင်နဲ့လဲမှန်နေတာဖြစ်တယ် ပြီးတော့အားလုံးလည်းထက်တူကြတယ်ဗောနော်ဆိုတော့ဘလုံမောက်တန်ဖိုးမဖြစ်နိုင်ဘူးအငွေအားဖြင့်နော်ပစ္စည်းပက္ကသနအားဖြင့်တံမိုးဖြစ်လို့မရဘာကြောင့်လဲဆိုတော့စိတ်ခံစားမှုပဲဖြစ်တာကြောင့်မလို့အဲ့ဒီစိတ်နှလုံးသားလေးရင်အဲ့ဒီစိတ်နှလုံးကပဲအဓိကကြောင့်မလို့အနုပညာဆိုတဲ့စကားရက်ကပေါ့နော်ဖန်တီးမှုအလုံးကတံမိုးလုံးဝကိုတံမိုးဖြစ်လို့မရတာပါ သူအသက်ရှင်နေသည်၍ကျွန်တော်တို့အသက်ရှင်နေသည်၍ကျွန်တော်တို့ခံစားမိနေသည်၍အဲ့ဒီကပြအဲ့ဒီအမှုပညာကဆက်လက်ရှင်သန်နေတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဲ့ဒီအမှုပညာဆိုတဲ့စကားလုံးကိုနားလည်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဆိုတော့အားလုံးပဲခံစားမှုအတိုင်းလေးပဲအဲ just with your flow ပေါ့နော်ကို flow လေးနဲ့ကိုငြင်းငြင်းချင်းချင်းလေးတွားရင်တော့ကောင်းတာပေါ့နော် ဆိုအားလုံးကိုကျေးဇူးတင်ပါတယ်အဲနောက်ထပ်ခေါင်းစဉ်လေးမှာတကယ်ပြန်လဲဆုံတွေ့ချင်ပါသေးတယ်အဲဒီစာအုပ်ပြီးခဏလေးပေါ့နော်နောက်ထပ်ပေးစာအုပ်လေးဖြစ်မလဲဆိုတော့ဟိုမတိသေးဘူးပေါ့နော်စာအုပ်လေးရတော့ရှိနေသေးဖြစ်ပါတယ်ဆိုတော့အာနောက်ထပ်ဆက်ပြီးတော့အဲစောင့်မျှော်ပေးပါအောင်လို့ပြောချင်ပါတယ်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်